အားလုံးမင်္ဂလာပါဇီဝကဟဲ့ knowledge sharing channel အနေနဲ့ကြိုဆိုပါရစေဒီနေ့တစ်ချိန်နဲ့အတူ grade 10 biology chapter 3.1.4 support system in humans အပိုင်းတစ်ကိုအတူလေ့လာကြမယ်ကျရဲ human skeleton မှာ bone စီက206ခု bone စီမိပါလောက်ရှိရေပေါ့အဲ့မှာကျရ categorize နှစ်ပိုင်းခွဲနိုင်တယ် exoskeleton နဲ့ appendicular system ဆိုပါမှာ ဘာသာ exercise skeleton အောက်မှာ exercise ဆို exercise ပေါ့ခလင်မှာရှိတဲ့ဝင်ရိုးမှာရှိရဟာလေ scar bone ပါမယ် vertebral column ပါမယ် rib cage တွေပါမယ် appendicular system appendix တွေပေါ့ဒီဘက်မှာရှိရဟာဆိုရင်ကျတို့က upper limbs တွေပါမယ် lower limbs ပါမယ်ပြီးရခါကျတော့ဒီမှာဆိုရင် pelvic garden ပါမယ် the bones of the skeleton provide sides for muscle attachment ဟောဒီ skeleton မှာရှိတဲ့ bones တွေ သူဒီ master attachment ဒီမှာ security main ဆိုရင်လက်မောင်းမှာပေါ့လက်မောင်းမှာဆိုလို့ရှိရင်ဒီက bicep muscle bicep muscle ကဒီမှာ muscle ကနေပြောမှာဒီကနေတော့ tendon လို့ခေါ်တယ်ဒီ tendon ကဒီအပေါ်ကဘုံမှာ origin မှာသွားဆက်တယ်ပြီးရင်ခါကျတော့ဒီ tendon ဒီ muscle ကြီးရဲ့အဆုံးကလည်း tendon ပဲနောက်ကျတော့ muscle နဲ့ဘုံနဲ့ဆက်နေရင်အရာကို tendon လို့ခေါ်တယ်ဒီ tendon ကဒီအောက်ဘက်က လက်ဖြံမှာရှိအယိုးကိုတောင်းဆက်တယ်အော်ဒီမဆယ် contract လုပ်တယ်ဆိုရင်ကျရိုးရေဒီတရောင်စက်က elbow joint ကဘာဖြစ်ကောင်းလဲကိုေးသွားမှာပေါ့အော်ဒီဘက်မှာ site for muscle attachment muscle attachment လုပ်တယ် making movement possible particularly with joint appendages ဒီလို joint တွေရှိရနာမှာ movement တွေလုပ်ပေးပါမယ် Human endoskeleton has many function. Function in my eye, she can go more. homeostasis လုပ်ဖို့ပေါ့ဒီခန္ဓာကိုယ်ရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုထိန်းညှိဖို့အတွက် rigid endoskeletal system support the body နော်ကျရဲ့ဒီ body မှာဒီဘုံကြီးရှိခြင်းဒီခန္ဓာကိုယ်ရဲ့ shape ကိုဖန်တီးပေးထားရင်ခန္ဓာကိုယ်ကို support ပေးထားတယ်ထိုင်နေမယ်ဖြစ်ဖြစ်ပြေးနေမယ်ဖြစ်ဖြစ်ရက်နေမယ်ဖြစ်ဖြစ်အနမတ်က the skeleton protects vital internal organs such as brain spinal cord heart and lungs အစကားပုံးရဆိုရင်ခေါင်းမှာရှိတဲ့ဘုံက brain ကိုကာကွယ်ပေးထားတယ်။ vertebral column ကြီးက spinal cord ဒီနားမှာရှိတဲ့ rib cage ကအထဲမှာရှိတဲ့ heart တွေ lung စီကိုအလွယ်တကူမထိခိုက်မိအောင် protect လုပ်ပေးထားပါတယ်။ The bones of the skeleton provide site for muscle attachment ဒါကုနာတစ်ချက်ပြောပြီးသွားပြီ။ muscle attachment ဖြစ်တဲ့ဖြစ်ပြီးသွားရင်ဒီ muscle တွေ contract ဖြစ်တဲ့ relax ဖြစ်တဲ့ဆိုရင်ဒီနားက joint တွေမှာရှိတဲ့ movement တွေကိုဖြစ်စေပါတယ်။ တော်ကျတော့ဒီမှာ vertebral column and spinal cord မှာဒီကနေပြောမှာဒါရ vertebral column နေ vertebral column မှာအစစ်အစစ်တစ်စစ်ချင်းကြောရိုးအစစ်တူလို့ခေါ်အောင်ပေါ့ပမာလို့ဆိုလို့ရှိရင်တော့ဒီလိုတစ်စစ်ချင်းဆက်ထားဆက်ထားတဲ့ကလေးမှာတော့ဒီမှာ disc လေးရှိတယ်ဒီကလေးမှာဒါကြီးက spinal cord မဟုတ်ဘူးเนาะဒါ vertebral column ဒီ vertebral column ရဲ့အရိုးရဲ့ဒီကလေးမှာအပေါက်ရှိတယ် ဒီတစ်စချင်းရဲ့ဒီခလေးမှာအပေါင်းရှိအဲ့တောက်လျှောက်မှာမှ spinal cord ဆိုရင်အာယုံကြောမှာကြီးကဆင်းသွားတာအဲ့ဒါအပြင်ဒီအာယုံကြောမှာကြီးကနေအပြင်ကို spinal nerve စီကသူ့အစ်စ်နဲ့သူအပြင်ကိုထွက်သွားဟုတ်နော်ဒါက vertebral column အတွင်းထဲမှာဒီ column ကြီးက spinal cord ပုံနော်ဒီနောက်ဖက်ကဓမ္မအချွန်ရှိတယ်နော်ဓမ္မလည်းအချွန်ရှိဒီနောက်ဖက်အတွင်းထဲမှာမှ spinal cord ရှိနေတာဟုတ်နော် The Skelton Sabin is an important storage reservoir for iron such as calcium and phosphate. အဲ့ကျတော့ဒီဘုံမှဆိုရင်သူ့မှာ spongy ဘုံနဲ့ compact ဘုံဆိုတာရှိတယ်။အဲ့ဒီ spongy ဘုံမှဒီလိုမျိုးဘုံဟောင်ကြည့်လိုက်ရင်နောက်ဆုံးမှနှစ်ပိုင်းနဲ့ပိုင်းတစ်ခွတော့ပါလဲဆိုတော့ cell စီဘုံ cell စီရှိမယ်။ cell စီကြားမှာ extracellular matrix ဆာရှိတယ်။အဲ့ဒီ extracellular matrix တဲ့မှာ protein တွေရှိတယ်ကျတော့သိတယ်။ collagen စီရှိရင်တခြား elastin ဆိုတဲ့ protein တွေရှိရင်အဲ့ဂျားတွေထဲမှာ mineral စီ deposit ဖြစ်မယ်။အော် mineral စီကဒီတိုင်း calcium ဒီတိုင်းမဟုတ်တာမဟုတ်ဘူး။သူတို့ဒီ crystal လေးတွေနေနေရှိနေတာ။ဟုတ်နော်။ဒါတို့ဆို hydroxyapeptide crystal လို့ခေါ်တယ်။ဒီမှာဆိုရင်ဒီအပြာရောင်ဖြော့လေးတွေက calcium နဲ့ ဒီအသေးလေးရံ phosphate လေးတွေ oxygen နဲ့ hydrogen တွေဒီ atoms တွေနဲ့ crystal လေးတည်ဆောက်ထား။ဟောဒီ calcium နဲ့ phosphate တွေဒီဒီဘုံရဲ့ extra cellular matrix ထဲမှာ reservoir store လုပ်ထားပါလေ။ The skeleton produces the blood cells within the red bone marrow. ဟောဒီရဲ့ဒီဘုံတွေမှာ yellow marrow ဘုံ marrow နဲ့ red bone marrow ဆိုတော့ရှိတယ်။ အဲ့တို့စိတ်ဆွတ်တွေပါစားရင်ဆိုလို့ရှိရင်အဲ့အယိုးရဲ့ကလေးအားနီအစီတုံးထွက်လာဒါရဲလို့ဒုံးမဲလို့ပဲဒီထက်ကအယိုးပွားနေတဲ့အပိုင်းပေါ့ဝါးစားလို့ရနော်ဒီနားမှာပွားနေတဲ့အပိုင်းဒီလိုဟာတွေမှာဘာကြီးထုတ်လဲဆိုရင် blood cells ကိုထုတ်တယ် RBC ကိုထုတ်တယ်ဒီဘက်က WBC ကိုထုတ်တယ် red bone marrow or skull skull bone နေ ribs စီ sternum pelvic and long bone စီမှာ blood cells ကိုထုတ်ပါနေတယ် ဒီမှာ axial skeleton နော် axial ဆိုကနာ axis ပေါ့ခလမဝင်ယိုးမှာရှိရဟာ trunk မှာပါရင်ဟာ head မှာပါရင်ဘုံနေပါဒီမှာကျတော့ axial skeleton ကဒီကလာပြထားရနေဟုတ်ပြီနော် head မှာပါမယ်ပြီးရခါကျဒီခလေးက vertebral column အဆုံးထိရင်ပြီးရင်ဒီဘက်မှာရှိတယ် rib စီပါမယ် ထလေကစတန်နမ်နေပါမယ်ပေါ့ဟုတ်နော်ဘောင်းဆာ support the weight of the body or the acs skeleton ရှိရတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ရဲ့ weight ကို support ပေးထားတာဒီဘက်ဘေးတွေကလှုပ်ရှားရုံပဲလက်တွေခြေထောက်တွေကလှုပ်ရှားရုံပဲဒီခလေက acs skeleton က body weight ကို support ပေးတယ် internal tissue တွေကို protect လုပ်တယ်ဒါ ribs ဆို internal tissue lens စီ heart တွေဒါ scar bone ဆိုရင် brain တွေ vertebral column ကြီးဆိုရင် spinal cord ကို protect လုပ်ပါလေတဲ့ ACS skeleton မှာပါတဲ့ scar bone မှာဆိုရင်27 bone ရှိလေ spine မှာဆိုရင်33 bone စီရှိရေ ribs စီ ribs က12ချောင်းရှိရဒီကနေနံပါတ်1 2 3ဒီလိုသွားအောက်ပိုင်းက ribs စီကတော့သူကဒီနားမှာဆက်သွားတယ်ဒါပေမဲ့ ribs စီစုစုပေါင်းနံရိုးဘယ်နှချောင်းရှိလဲဆိုရင်12ချောင်းရှိဒါဆို scar bone မှာပြထားကံလာလေးနေ ဟုတ်နော်စားဖုံးမှာဒီလိုဘုံတစ်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 လေးတွေအများကြီးဆက်ထားဒီမှာကာလာမျိုးစုံနဲ့ပြထားရဲ့ပေါ့ဟုတ်နော်စားဖုံးမှာ27 bones ကြီးဟုတ်နော် ribs ကခုနဆက်နေဆုံးရှိရင်ခလဲမှာဒီပြပြကြီးကိုဘာလို့ခေါ်လဲ stamen လို့ခေါ်ရင်ဒီ stamen မှာ ribs စီလာပြီးတော့မှချိတ်ထားဟုတ်နော် stamen flat bone in front of the chest that connects the ribs bone ဟုတ်နော် ပြီးရခါကြာခဏနေချက် spine ကိုပြမယ်နောက်တစ်ခါ mandible or လွာကြောပုံခြေလူရဲ့ပါးစပ်ရဲ့အောက်ဖက်ကဟာပေါ့ mandible အဲ့ဒါဒီ star ဘုံနဲ့ flexible flexible နည်းဆိုတဲ့စကလုံးတော့ထား flexible ဖြစ်တယ်ပေါ့သူကလှုပ်ရှားလို့ရတယ်အဲ့လိုမျိုး attach လုပ်ထားပါလေနိဟုတ်ဒီနားမှာခြေလူကြည့်ရင်ဒီနားမှာသူဒီအလွာ mandible ဒီ star ဘုံနဲ့ဒီနားမှာ flexible attach လုပ်ထားဟုတ်နော် bones of the axia skeleton ကမှ most of the body vital organ ဒါခုနပြောပြီးသားပြီ vertebra are serially arranged ဒီလိုမျိုး serially arranged လုပ်ထားရင် arrange bones of the spine ဒီ spine တစ်ခုလုံးမှာ bone စီအဲတော့ cervical spine ရှိမယ် arthrogra ဒီ vertebra ဟာကြီးကိုအပိုင်းခွဲလို့ရတယ်ဒီဘက်ကလေဝင်းသားမှာရှိအောင်ဆိုရင် cervical vertebra လို့ခေါ်တယ်ခုနကခုရှိရင်ဒီဘက်က thorax ပေါ့ အရှင်မမရှိရဲ့ vertebra ဆို12ခုရှိတယ်ဒါ ribs တွေက12ချောင်းဆိုတော့ဒီမှာလာဆက်တာ12ခုရှိတယ်ဒါကခါမှာ lumbar vertebra 5ချောင်းရှိပြီဒါကြဆိုမိညောင်ယူနာမှာ sacral vertebra ရှိရဲ့အောက်ဆုံးကအယိုးအချွန်လေးက coccygeal vertebra တော့ရှိတယ်နော်ဆရာဒီ vertebral animals တွေမှာဒီနားကအမီးဖြစ်တဲ့အပိုင်းမှာသွားတာပေါ့ ုတ်နော်ဒါက cervical ရယ် thorax ရယ် lumbar ရယ် sacral ရယ် coxal ရယ်ဆိုပါမှာ vertebrae ရှိအထက်မှတစင်းဒီမှာဒီခလေကဒီနားမှာအပေါက်ကြီးမှာအာယုံကျောမှာရှိ spinal cord ကြီးပေါ့ spinal cord ညာနေအပြင်ကို nerve တွေထွက်လာ ဟုတ်နော်အပြင် nerve တွေထွက်လာတယ်ဒါကတော့ကျတို့ scar ဘုံမှာပြထား scar ဘုံညာကခုန rigid ပေါ့27ဘုံစင်စောင့်ထားတယ် brain ကို protect လုပ်ထားတယ်လွာကြောက move လုပ်လို့ညာဆိုဒီနားမှာဒါကလွာကြောပေါ့ဟုတ်နော်မေယိုအောက်အောင်မေယိုပေါ့အောင်မေယိုနဲ့ဒီဘုံချာမှာဒီမှာ joint နဲ့ဆက်ထားဒီ joint နဲ့ဆက်ထားတာပါစပိတ်ထားရဲ့ပေါ့ဟုတ်နော်ပိတ်ထားတယ်ဒါဆိုရင် ပဇံပိတ်ထားတဲ့အချိန်မှာဒီနားကထိနေတယ်လားထိနေတယ်ဒါကဟဝါးပဇံဟတဲ့အချိန်ပေါ့ဟုတ်နော် move easily in eating and speaking မှာအလွယ်တကူသူကတောက်ရှားနိုင်ပါလေနဲ့ဟုတ်နော် vertebra serially arrange bones of the spine kuna se pyo ge de cervical thoracic to lumbar to sacral hop na so around the surround the spinal cord that are cartilage disc between the vertebra vertebral jam မှာဒီမှာ intervertebral disc ဆိုရဲ့နော်ဒါလေးတွေက fibrous cartilage ပေါ့ cartilage ပြင်မအရင်တော့မပြုတ်သူကနည်းနည်းမာဟုတ်နော် between the vertebral jam မှာဒီလို disc လေးရှိရှိနောက်တစ်ခါ ligament စီ holding the vertebra together တဲ့ permit စီ degree of movement in the spine အဲ့ဒါကဒီ vertebra ကြီးဟာဒီတိုင်းဆက်ထားရုံနဲ့မပြီးသေးဘူးနှုတ်မဆိုရင် တစ်ချင်းပြုတ်ထွက်ကုန်မှာပေါ့အဲ့ဒီအတွက်ကြောင့်ဒီအပေါ်ကနေပေါ့မှာလက်ကမန့်ထောက်ထားဟုတ်နော်ဟောဒီဆရာဒီနောက်ဖက်ကြောယိုးကြီးရဲ့အပေါ်မှာဒီလိုမျိုးလက်ကမန့်စီရှိအော်ဒီလိုနောက်ဖက်မှာလည်းရှိတယ်ဘေးဘက်မှာလည်းရှိတယ်ตัวหอบเบยอดิเบบียออกုံลงลิกามันซีเนี่ยตัวฟาติบรายี่ออล่วยตะกูปยอมถั่วอองตัวโฮหลบไปทายอะรอริบซแอนด์เดอะสตานัม အဲ့ကြောင့်ကဒါကနံယိုးတွေဘယ်နှချောင်းရှိလဲဆိုဆယ်နှစ်ချောင်းရှိတယ်။ဒီပေါ်ပိုင်းမှာနံယိုးကတစ်ချောင်းချင်းတစ်ချောင်းချင်းစတန်နံဆက်တယ်။နောက်ဘက်က vertebra မှာတော့ခုနတစ်ချက်ပြောခဲ့သလိုဒီမှာနံယိုးတွေတစ်ချောင်းချင်းသွားတယ်ဒါဆယ်နှစ်ချောင်း thorax မှာ vertebra က12ခုရှိသလိုနံယိုးကလည်း12ချောင်းလာဆက်တယ်။ဒါမှရှေ့ပိုင်းမှာဒီမှာကြည့်လိုက်ရှေ့ပိုင်းမှာဒီမှာစတန်နံကိုအပေါ်ပိုင်း rib စီကတော့တချောင်းချင်းဆက်ပြီးမယ်နောက်ပိုင်းဟာကတော့အပြုံလိုက်ဆက်သွားရှေ့ပိုင်းမှာတော့အပြုံလိုက်ဖြစ်တယ်နောက်ပိုင်းမှာတော့တချောင်းချင်းဆက်တယ်ဆိုတာတွေ့တယ်နော်ဒီမှာ standing မှာ rib စီတချောင်းချင်းဒါပေမဲ့ဒီ standing မှာဒီ rib စီလား attach လုပ်တဲ့အချိန်မှာဒီခလင်ကဟာ cartilage လေးလေးဒီလိုအပြာဖြော့လေးလေးပြထား cartilage တွေနောက်တစ်ခုကဒီနယ်ရိုးတွေဒီတိုင်းရင်ရှိုံနေမဟုတ်ဒီနယ်ရိုးခြားထဲမှာပါရှိနေဆိုရင် muscle စီရှိတယ် ဘာပေါ့နော်ဒီမှာနိုင်ငံကြတဲ့မှာ intern master တွေရှိတယ် internal တွေ external တွေ intercostal ဆိုတာ rips တွေကြတဲ့မှာရှိတယ် master တွေရှိတယ်အဲ့တော့ဆိုတော့အဲနန်ယိုးတွေပါဟင်းနေပါရှိရလေနန်ယိုးကင်လို့ပါအောင်ဆိုအဲ့မှာမာဆယ်လေးရှိအဲ့ဒါလေးကိုစားကြတာပေါ့ဟုတ်နော် ribs and the sternum protect the heart and lungs ကို protect လုပ်တယ် flexible tissues and muscle ဟုတ်နော် flexible tissues and muscle connecting the ribs ribs ကိုဆက်ထားတယ် along the chest to expand and contrast during breathing အသက်ရှူလိုက်တဲ့အချိန်မှာကိုယ့်ဘာကိုယ်အသက်ရှူသွင်းလိုက်ရှူသွင်းလိုက်ရင်ဒီဘက်က chest ကြီးကပါငဘေးကိုကောင်းသွားတယ်အဲ့ဒါ expand လို့ခေါ်တယ်ရှူထုတ်လိုက်လို့ရှိရင်ပြန်ကျင်းသွားတယ်အဲ့ဒါ contract လို့ခေါ်တယ်အော်ဒီလိုမျိုး expand နေ contract လောက်တာဘယ်သူကြောင့်လဲဆိုရင်ဒီကြားထဲမှာရှိရဲ့ muscle တွေကအတူအလုံးလုံးပေးရပေါ့အဲ့တော့ flexible tissue in the spine ။ဟောကျေရဲ့ဒီ spine ပေါ့ဟုတ်နော် spine ။ဟော spine လို့လည်းပြောတယ်ဒီဘက်ကဒီတစ်ခုလုံးကြီးခေါင်းကနေပြီးတော့မှအောက်ဖက် corset အခါကို vertebral column လို့လည်းပြောတာပေါ့ spine ။ connecting the vertebra vertebra ကိုဆက်ထားတဲ့ spine က allows the people to bend အဲ့ဒါကိုရှေ့ကိုကုန်လို့ရတယ်နောက်ကိုလှမ်းလို့ရတယ်ဟုတ်နော်ခါကိုဟိုဘက်ဘယ်ဘက်လှဲလို့ရတယ်ညာဘက်လှဲလို့ရတယ်ပင် left behind နောက်ကိုလှဲကြည့်လို့ရတယ်ပေါ့ဟုတ်နော်ဒါက ဇရူရဲ့ခေါင်းမှဆိုလို့ရှိရင်လေခေါင်းကဘာလို့လို့ရအောင်ခေါင်းကအရှိကိုကုန်းကြည့်လို့ရတယ်နောက်ကိုလှန်လို့ရတယ်ဘေးကိုလှည့်လို့ရတယ်အဲ့လိုမျိုးဒီလို movement ကြီးလုပ်တဲ့အခါမှာဒီမှာတစစ်တစစ်ချင်းဆက်ထားတဲ့ဟာကအလွယ်တကူပြုတ်ထွက်မသွားဘဲနဲ့လှည့်လို့ရအောင်ဒီမှာကျတော့ဘာရှိသလဲ ligament ရှိရှိ vertebra နောက်ဖက်ပေါ့ဒါကြောဘက်ဟုတ်နော် ကြောဘက်ဒါကတန်ရှိဘက်မှာရင်မအတင်းနေပဲဖြစ်ဖြစ်အောက်ဘက်ပိုင်သေးပဲဖြစ်ရှိပိုင်းမှာရှိနေတာဒါကကြောဘက်မှာစန်းကြီးဒီချွန်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 လေးတွေရှိဒီဘေးဒီနောက်ဘက်မှာ ligament စီရှိတယ်ပေနမာကြီးဒီတူလိုတစ်စစ်ချင်းဒီလိုတစ်စစ်ချင်းရဲ့ဂျားထဲမှာလည်းပါရှိဒီဖြူဖြူလေးတွေက ligament စီနဲ့ဆက်ထားတယ်အဲ့မှာဒီ acid တွေကအလွယ်တကူပြုတ်ထွက်မသွားဘဲနဲ့အလွယ်တကူလှုပ်ရှားနိုင်နေပေါ့ဘာဘင်းစရာ appendicular skeleton နော် appendicular skeleton ဆိုဘေးဘက်မှာရှိတယ်။နော်ခုန exam မှာ head ပါမယ်။ vertebral column ကြီးပါမယ်။ဒီဘက်ကပါပေါင်း ribs တွေပါ။ appendicular system ဆိုလက်တင်ခြေောက်တင်နေမဟုတ်ဘူးဒီကြားမှာ garden နှစ်ခုပါ။ garden နှစ်ခုကပါလဲဆို shoulder garden နဲ့ pelvic garden လို့ခေါ်တယ်။ဒါမှဆိုရင်စရူရဲ့ shoulder garden လည်းပေါ့အဲ့ဒီ shoulder garden အောက်မှာ clavicle ဆိုညှက်ရိုးပေါ့ကျလို့ကိုယ့်ဘာကိုယ်ဆန်းကျင်ညှက်ရိုးတည်နော် နောက်တစ်ခုကစကက်ပူလာစကက်ပူလာကဒီကြောဘက်မှာအပြာကြီးအရိုးပြပြားရှိအစကက်ပူလာရှိအဲ့နှစ်ခုပေါင်းသည် shoulder garden လို့ခေါ်ဟောဒီ shoulder garden မှာဒီကျွန်တို့ရဲ့အပေါ်လက်ပေါ့ဟုတ်နော်အပေါ်လက်က humerus ရဲ့ဘုံကဒီမှာလာပြီး join နဲ့ချိန်ထားအောက်ဘက်ကခြေထောက်နှစ်ချောင်းကလေဒီခလေက vertebral column ကိုတိုင်းရိုက်ဆက်တာမဟုတ် hip pelvic garden ရှိ။ pelvic garden မှာဒီဘက်က hip bone ရှိ။ bone နှစ်ခု။ ဟုတ်နော်အဲ့တော့ဒီဘုံနှစ်ခုကဒီကလေးမှာဆက်ထားတယ်ဒီကလေးက vertebra ရဲ့ဒီအောက်ဖက်က concess ကိုဒီမှာလာဆက်ထားတယ် appendicular skeleton က endoskeleton ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ် adapted to allow the body to move ပုံရှားမှုတွေသူခွင့်ပြုပေးပါတယ် it includes the bone in the limbs ခြေထောက်တွေလက်တွေမှာပါတဲ့ဘုံစီပါတယ်ဒီအပေါ်လက်အောက်လက်ကဒီ trunk ကနေပြီးတော့ extend ဖြစ်လာအောင်ပေါ့ဟုတ်နော် such as the legs ပါမယ် ပြီးရခါကျတော့ဒီမှာ leg စီပါမယ်။ပြီးရင် feet တွေပါမယ်။ဒီဘက်က arm စီပါမယ်။အောက်ဘက်က hand စီပါမယ်ပေါ့။ဟုတ်နော်။ဒါကြောင့်ရဲ့ movement နေဒါဆိုလို့ရှိရင် upper limb movement ပေါ့။ upper limb movement ဆိုသူ leg ကိုပါလို့မရတာအပေါင်းနေကြည့်တာဒါခေါင်းပေါ့။လက်ကြီးကိုရှေ့ကိုလုံရင် flexion ပေါ့။ပွေးသွားတာ။ဒါကကျတို့ရဲ့ပေါ့နော် shoulder joint ပေါ့။ဟုတ်နော်။ ဆိုရာကြောင့်ဆိုရာကြောင့်မှာရှေ့ကိုပွေတယ် flexion နောက်ကိုလက်ကိုလှန်လိုက်လို့ရတယ်ပြီးရင်လက်ကိုအပေါ်မြောက်လို့ရတယ်အောက်ကိုချလို့ရတယ်ပြီးလက်ကိုမလုံးလို့ရအောင်ပတ်ပတ်လဲလှဲ့လို့ရတယ် second dashion လို့ခေါ်ဟုတ်နော်လက်ကိုအဲဝိုင်းဆက်ဝိုင်းဝိုင်းတလို့ဝိုင်းလို့ရတယ်ပြီးရင်ဒီလိုမျိုးလက်ကိုဘေးကပ်ပြီးတော့မှပါလို့လို့ညာဒီလက်ကိုရှေ့ကိုထားမယ်ဘေးကိုလှည့်လို့ညာအဲ့လိုပဲကျရူရဲ့ဒီဘက်က elbow joint မှာဆိုလဲပွေးလို့ညာတယ် လက်ကိုပြန်ဆန့်လို့ရတယ်။ပင်လက်ကိုမှောက်လို့ရတယ်လှန်လို့ရတယ်။ဟုတ်နော်။ဒီနာမှာ with joint ပေါ့။ဟုတ်နော် with joint မှာလေအဲလက်ကိုပွေလို့ညာတယ်ဆန့်လို့ညာတယ်ဟိုဘက်လှည့်လို့ညာတယ်ဒီဘက်လှည့်လို့ညာလက်ကိုသူကလှန်လို့ညာတယ်မှောက်လို့ညာတယ်ဟုတ်နော်ခြေထောက်မှာဆိုလို့ရှိရင်လေကျွန်တော်ကဒီလက်မှာဆို joint တုံးမှုရှိအောင်ပေါ့အဓိကဒီနားမှာ shoulder joint ရှိတယ်ဒီပခုံး joint ပေါ့ ဟုတ်နော်ပကုံး join ရှိမယ်ပင်ဒီနာအပေါင်းတထောင်စင် join ရှိမယ်ဒါကတထောင်စင် join နေတော့ဟုတ်နော်ပြီးရခါဒီနာမှာ with join ရှိမယ်ဟုတ်နော်ဒီ left hand မှာ join အော်6မှာဆိုလေဘယ်နှခုသုံးခုပေါ့ဒီနာမှာ hip join ရှိမယ်ဒီနာက hip join ရှိမယ်ပြန်ဒီနားမှာ knee join ရှိမယ် knee join နားမှာလှုပ်လို့ရတဲ့အရာရှိရဲအောက်ဖက်ကကျုပ်ကောင် feet ပေါ့ခြေထောက်နဲ့ ankle join ပေါ့အဲ့မှာလှုပ်ရှားလာရှိတယ်ဟုတ်နော် The appendicular skeleton also include two sets of the bone bone set နှစ်ခုရှိပါတယ်အဲ့ဒါက girdle လို့ခေါ်တယ်အဲ့ဒါ connect the limbs to the exoskeleton of the body the limbs in it the exoskeleton မှာဆက်ပေးထားတဲ့ girdle က pelvic girdle နဲ့ shoulder girdle ဖြစ်တယ် girdles attach the bone of the arms and legs to the body loosely enough အတူဒီဂျာရီက girdle ခံထားတဲ့အတွက်ကြောင့်ဒီ limbs ရမှာဖြစ်တယ် wide range of the motion ဒီခြေထောက်ဒီဒီဟာသရိုးရဲ့ shoulder joint နဲ့ hip joint တွေအတတော်ကိုလှုပ်ရှားလို့ရဟုတ်နော်လှုပ်ရှားမှုမှာသူဒီ flexion extension circumflexion adduction abduction ခုနလိုမျိုးအလွယ်တကူအများကြီးလှုပ်ရှားလို့ရပါတယ်တဲ့ဟုတ်နော်ဒါကျေရူဆောင်ထင်ရပုံဖြစ်တယ်စကားဒါခုနကတည်းကပြထား clavicle ရင် စကပူလာရှိမယ်ဒီမှာဆိုဒီနာက pelvic doctor ရှိမယ်ဟုတ်နော် pelvic bone ရှိစနေတူ grade 10 biology support system in humans အပိုင်းတစ်ခုလေ့လာကြရင်မြန်မာပြည်မှာရှိတဲ့တခြားသော grade 10 biology ကိုလေ့လာနေတဲ့အကြောင်းအကြောင်းသူတွေအတွက်ဇီဝက health knowledge sharing channel ကို like and subscribe လုပ်ပြီးတော့မှ share လုပ်ပေးကြပါနောက်ထပ်သင်ခန်းစာများမှာပြန်လည်ဆုံတွေ့ကြပါစို့